ိုတော့တွင်းသားရေတော့ရောက်လာပြီခဏကိုကိုသားပြောသူတို့ပဲနော်ဒီ happy man နီးရနေပြီးတော့ကျွန်တော်တို့ happy lunch ပေါ့လေဟုတ်ကဲ့ပါဟုတ်ကဲ့ကျွန်တော်တို့ကကိုသားတိကျတဲ့ happy lunch ဆိုတော့အခုဒီနေ့ကျွန်တော်တို့စကားဝိုင်းလေးတွေပဲခေါ်လာအကြောင်းအရာလေးတွေအခုတို့ကျွန်တော်တို့ရိုက်ကူးရေးလုပ်နေတာပဲဒါဒီကုမြောက်ပဲဟုတ်ကဲ့ဒီကုမြောက်တော့ကျွန်တော်တို့ကဒီရွှေတိုက်ကြီးပေါ့လေနော်ဟုတ်ကဲ့ coffee sign ကိုရောက်လာရေဆိုတော့ဘာပြောပြောလူကြီးလူကောင်းအနေနဲ့ကိုကိုကိုအဲ့လိုဥစားမှာပဲလေဟုတ်ကဲ့ပါဟုတ် ဖြစ်တာမဖြစ်တာတော့နောက်တက္ကနာထားလိုက်အောင်ကြည့်သို့တော့ကိုကိုကိုယုံကြည်မှုအပြည့်နဲ့နော်ဟိုဆွေးရတဲ့ဘောပါဗျာကျွန်တော်တခုခုလုပ်မယ်ဆိုရင်အဲကျွန်တော်တို့ကဟိုပါပေါ့သူတို့ရဲ့သဘောတူညီမှုပေါ့နော်ဟုတ်ကဲ့လုပ်ခွင့်ကျွန်တော်တို့ကတော့ဒီလိုမျိုးလေးတွေရိုက်ကူးခြင်းနဲ့ကျွန်တော်တို့ခွင့်ပြုနိုင်မလားဆိုပြီးတော့အဲဒီဆိုင်ကဲတာဝန်ရှိတဲ့သူတွေကိုကျွန်တော်တို့ နော်အဲ့လိုအကူကြီးတောင်းလိုက်တဲ့အခါမှာသူတို့ကလည်းကျွန်တော်တို့ကြည်ကြည်ပြူပြူနဲ့ဟုတ်တယ်နော်လက်ခံလိုက်တယ်ဆိုတော့အဲ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 ့အမြင်လေးတော့ပြောပါတော့နော်ဆိုတော့ဒါတော့ခုနကပြောတဲ့ဒီ manifestation နဲ့ပဲပြန်ဆက်ဆက်မယ်ဆိုတော့ကျွန်တော်လွန်ခဲ့တဲ့ကာလတော်တော်များများတွေဒီဘက်ဆိုင်မှာတကယ်ချင်းချင်းနေဆိုနေလေးပေါ့နော်အာ coffee တောက်ဖို့ဆိုပြီး manifest လုပ်ခဲ့တာအောင်မြင်ခဲ့တယ်ပေါ့နော်ဟုတ်က clear vision နဲ့ဖြစ်ခဲ့တယ်လေဟိုဒီဆိုင်လေးကိုဖြတ်သွားတိုင်းအမြင်နဲ့ဒီဆိုင်လေးမှာထိုင်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုပြီးတော့ဟိုဒီလို စိတ်ဆန္ဒနေထားခဲ့တဲ့ခါကျတော့အောင်မြင်ခဲ့တယ်ဒါနဲ့ဆိုသုံးချက်မြောက်တော့သုံးချက်မြောက်တယ်ဟောရောက်တဲ့အခါမှာကိုယ်လိုမျိုးပေါ့နော်ကျွန်တော်ရဲ့ဒီတောက်ချိုးစလေးကိုရိုက်လို့ရအောင်ပေါ့ဆန်လည်းခွင့်ပြုလိုက်တယ်ဆန်ဒီဆန်ရဲ့နေထားတဲ့အလှပတွေကလည်းကြီးကြီးရဲ့ငယ်ချင်းမိတ်ဆွေတွေကိုလေမျက်စိပတာကဖြစ်စီတယ်ဆိုတော့ဒါရဲဒါဟုတ်ကဲ့ရန်အဆင်ပြေသွားတယ်ပေါ့အကျေတူတင်နေမိတယ်ခွင့်ပြုတဲ့အတွက်ပေါ့ဟုတ်တယ်နော်နော်ဒီအဲ့ရကောင်းတဲ့ဘာသာတွေဒါနော်ဟိုရောင်းချတဲ့အတွက်ပေါ့နော်ဟုတ်ကဲ့တန်ရှင်းနေအမ်မာပြောပြောကျွန်တော်တို့ နှစ်ယောက်ကိုမငီးမညူညံ့ရိုက်ပြီးရဲဟိုကင်မရာမန်နော်ကျေးဇူးပါဆရာသမားတယောက်ကိုလည်းကျွန်တော်ပြောပါရပါရတယ်အဲဘာပြောကျေးဇူးတင်ရမယ်လေဟုတ်တယ်ကင်မရာမန်ကိုလည်းမေးဆက်ပေးဦးလေကင်မရာမန်တော့ဟုတ်လားကျွန်တော်တို့ရဲ့ဒီမှာကျွန်တော်အရင်ကတော့သူကျေးဇူးတင်စကားတွေမှာအများကြီးပေါ့သူကမေးကြပါတယ်ဟိုကင်မရာမန်ဦးအောင်အောင်မျိုးခံကျေးဇူးအများကြီးတင်မှာဆိုတော့ဦးလေးကြီးတယောက်လားကိုယ်နဲ့ရွယ်လို့ငွေချင်းနဲ့တင်ကြတာလေမဟုတ်သေးဘူးပေါ့နော်ဒါကုန်းစားရဲ့ဒါ တပည့်တွေကဒါအတော်ဆုံးတပည့်တွေတည်းတယောက်လည်းဖြစ်နေတယ်တာတာအောင်ပြုခံပါတော့ဟိုတက်ကအများကြီးငယ်တယ်ကျွန်တော်တို့ကတော့အများကြီးငငယ်နဲ့ကိုကိုတူရွယ်ပဲရှိတယ်။အမေကျွန်တော်တို့တကယ်ချင်းမပေါင်းပြီးတော့ကျွန်တော်တို့အနုံအောင်ခံနေရတာပေါ့။ဒါကြောင့်မို့ကျွန်တော်တို့ကတိမှုတက်မှုဆိုတဲ့နာခံမှုဆိုတဲ့ဟာမျိုးရာအသက်ငယ်တာကြီးရတယ်မဆိုင်ဘူးပေါ့။ဟုတ်တယ်။အဲ့လိုပဲပြောရမှာပေါ့။ဟုတ်တယ်။ဒါသူကုညီပေးလို့လည်းစေတနာပါပါနဲ့ကုညီပေးလို့လည်းကျွန်တော်တို့ပြောချင်တာတွေ ပြောလို့ရလို့ရနေတာပေါ့ဒီသူမှတင်ခွင့်ရတယ်ပေါ့နော်ဒါအင်ညမင်ကဘောဒီပေါ့မျက်စောင်းပြန်ဟောတယ်ဟုတ်တယ်နော်ဟိုခုနပြောတဲ့ဒီဒီ manifest အောင်မြင်မှုရေးမှာစိတ်တစ်ပိုင်းနဲ့ဂျာနီဂျာခိုင်တို့ကြီးကြီးနဲ့ပါလဲဒီရှိသေးတယ်လေနော်အဲဆက်ပြီးဒီ gratitude ဆိုတာလဲဒါကျေးဇူးတင်ထိုက်တာကျေးဇူးတင်ရမှာဟောအဲ့လိုဒီတွေ့သမျှကျေးဇူးလိုက်တင်တာမျိုးပေါ့ဗျာမိမိနဲ့ဆက်ဆက်ရဆက်ဆက်ရပေါ့နော်ဒီလိုမျိုးဆောက်ပြလဲဟောပြီးသားပါဒီရင်းမြေတော်တောင်နေရာအစခုနကမြေပြုတ်ပြီးကျေးဇူးပြုတ်နေကြတာကြီးပါပဲเนาะဒါကျွန်တော်တို့ဖွဲ့တယ်ဒီလိုမျိုး ဟိုဂူရက်တီဒီကနေ့တစုတစုရနေလို့ရတာလေးဟိုအကျိုးတင်စရာဖြစ်နေတယ်ဟိုပြောချင်တာလေးတွေကိုနော်စာပေနဲ့ပတ်သက်ပြီးတော့ကိုရင်ထဲခန်းစားချက်ရလေးလေးပြောစရာလေးရှိနေတာဝမ်းသာမှာကျွန်တော်တို့ဆိုဘာဖြစ်သွားလဲအခုအပေါင်းအသင်းရွယ်လူတွေကအိမ်အောင်တယ်လေးဖြစ်တယ်လုပ်ငန်းကြောင့်ငငယ်ချားသွားတဲ့လူတွေရှိတယ်ဒီသားစုတွေအများကြီးပြတော့တကယ်ရှင်ဘယ်လောက်ပဲစုံညင်ပါစေအဖြစ်နိုင်တော့ဖြစ်နေတယ်လေကျွန်တော်တို့တွေကအသက်ရှင်ခွင့်ရနေတာကလည်းအဲဒါကျေးဇူးတရားပေါ့နော် တဘာဝတရားရဲ့ခြေသူတရားကိုအဖေမိမိသားစုရဲ့ခြေသူတရားလက်ဆွေတငယ်ချင်းအပေါင်းတွေရဲ့ခြေသူတရားပေါ့ဟုတ်တယ်ဒီလိုပြောပြရမှာပေါ့ဟုတ်ကဲ့နော်အဲအလားတူအဲကျွန်တော်တို့ကအဲခြေသူတရားတွေကြောင့်ကျွန်တော်ဆက်ပြောမယ်ဆိုဒီလိုလေးသူကဟိုမနေ့ကကျွန်တော်တို့လိုင်းပေါ်ကနေဖြတ်ခနေပဲကျွန်တော်နားထောင်လိုက်ရတာပေါ့မနေ့ကညလာဆက်ပါတော့မနေ့ကအဲ့မှာဟိုဝေလာဝေလာကဟိုကျွန်တော်ကြိုက်တဲ့အဆိုတော်လည်းဖြစ်တော့ကျွန်တော်နားထောင်ဖြစ်တယ်ပေါ့ဟုတ်သူပါလဲ ရပါဘူးမျိုးကိုရောက်တော့အာသူကလှမ်းပြီးတော့အာမက်ဆန်ဂျာနေကိုရေးရဲ့အာကိုညာရေးပေါ်တော့အဲကျွန်တော်ဒီလီဗာပူးမျိုးရောက်တယ်ရောက်လို့ဒီပီဒက်ပြတိုက်ရောက်လို့ရဲ့အဲ့မှာကျွန်တော်ရိုက်ထားရပုံနေတဲ့အဲအခုမြင်သိချင်းတို့ကြည့်သိချင်းတို့ဟာကျွန်တော်ဝမ်းသာသွားတာပေါ့ဟာကျွန်တော်မြင်ချင်တာပေါ့ကြည့်ချင်တာပေါ့ရောက်လို့ခဲရင်းနေတော့ဘာလို့တော့ကျွန်တော်တို့ကဟိုသူများရိုက်ကြည့်တာဟိုပုံနေပဲမြင်ဘူးလားလေဆိုတော့အဲကိုဗီလာအဲ့လိုမျိုး ဲကျွန်တော်နဲ့အဲ့လိုခင်ခင်မမရှိခဲ့ဘူးရေဟုတ်ကဲ့ပါအဲအဲ့လိုမျိုးဆိုတော့ဟိုပြောချင်တာကသူ့ရဲ့ဖြတ်တန်းမှုလေးတွေနားထောင်တဲ့ခါမှာ तू ကလည်းအဲကျေးဇူးတရားကို तू ပြောပြထားတာပေါ့ဟုတ်ကဲ့ပါ तू ဆိုတော့ဘဝမရောက်ခင်တုန်းက तू ကတည်ရေးဆရာသူ့ရဲ့လင်းခွေမှာဟုတ်ကဲ့ပါဒီစီအဲ့တော့တော့နာမည်၃လုံးပေါ့နာမမအောင်ဆိုနာမည်နှလုံးဝေးလာမဟုတ်သေးဘူးအဲ့ကနေသူညံလင်းအောင်လို့ပါလို့သူရေးပေးတယ်အဲ့လိုမျိုးပေါ့လေနောက် तू တချင်းွေစားထုတ်တော့2017လို့ပြောတယ်ကျွန်တော်အမှန်မမှားဘူးဆိုရင်ပေါ့အဲ့မှာတည့်ရတိုင်းပဲလေအစိုးရတွေကစပြီးမအောင်မြင်ခင်မှာဟိုကိုယ့်ကိုကူညီပေးမဲ့သူကလည်းလည်းရှားတယ်လေသူအရင်မှသူ့ကိုပဲအစိုးရတွေကနော်ကူညီပေးခဲ့တယ်ဆိုကြကျေးဇူးတရားကိုသူပြောပြထားတာပဲဘာပြောပြောဟိုဒါလေးကြည့်ပြီးတော့ကျွန်တော်ပီတိဖြစ်ရတယ်လေနော်ဟုတ်ကဲ့ပါဟိုကိုယ်လည်းရှူတတ်မဲ့သူဆိုရင်လည်းဒီလိုပေါ့နော်သူသူနဲ့တင်အောင်ကိုကြီးဆောင်ဆောင်မှလာအောင်မြင်ဖို့ရနိုင်ပါတော့เนาะဟုတ်ကဲ့ဆက်ပြောတော့ဟောထားတာမိတ်ဆွေပေါင်းရှိတဲ့သူအာ 100%ပေါ့နော်စသရရမှာအောင်မြင်နိုင်တယ်ဆိုတော့နေရှိကောင်းဒီဟာလည်းတကယ်လိုအပ်နေတယ်ဟိုကျွန်တော်အမှန်မမှားဘူးဆိုရင်ပေါ့ကျွန်တော်တို့မြင်တာပေါ့ဒီကျွန်တော်တို့ကလည်းဂီတလောကတည်းကမဟုတ်ဘူးဆိုတော့ဥပမာသူကျွန်တော်တို့15နှစ်လောက်ကိုပြန်သွားလိုက်မယ်1995လောက်မှာကျွန်တော်အမှန်မမှားဘူးဆိုရင်ပေါ့အဲ့တော့ကျွန်တော်တို့ကတည်င်းစာတွေမှာပါတာဇော်ဝင်းထုတ်စီသူတွင်ဇော်ဝင်းထုတ်စီသူတွင်သုံးနေချိန်ပဲဟုတ်ကဲ့တူမန်ရှိုးကြီးပေါ့တူမန်ရှိုးကြီးပေါ့တူမန်ရှိုးကြီးပေါ့တူမန်ရှိုးကြီးဆိုတော့အဲ့တုန်းကတော့ ဆုံးထုတ်ကြည့်ရဘာကြီးလေးဟာပေါ့ဘယ်လိုမျိုးဒီအစိုးတော်အစ်တက်ရောက်ကိုတခါမှမကြားဘူးတဲ့အစိုးတော်အစ်တက်ရောက်ကိုသင်ပေးတာလေပေါ့ဘာပဲပြောပြောလေလူဆိုတာကတော့ခင်ရာဆွေမျိုးပဲလေနော်ဒါဟိုကျွန်တော်တို့ကအပြင်ကလူတွေကတော့ကျွန်တော်တို့ဒီကန်တာပေါ့ဗျာဟိုကနောက်တော့လဲစီသူလွန်ရအောင်မြင်တဲ့အစိုးတော်တက်ရောက်ပါပဲလူဆုံးသူနော်ဟိုတင်တန်းကတင်ဆောင်ပေါ်နေခက်လာဒါနောက်ပိုင်းကျွန်တော်တို့ဂျာနယ်ဒီမှာတွေ့ရတာဟုတ်တယ်ဆောင်းဆောင်းတို့ရဲ့အစိုးပြမဲမှာအစိုးပြမဲမှာသူကဇောင်းကြောက်တဲ့ချင်းနဲ့ပဲလေနော် လောင်းကျောင်းစီလို့မြင်နေတာချင်းအာတကယ်တကယ်ထောက်ခံတော့အိမ်မက်မြင်လားအဲ့လိုပဲနည်းနည်းကျွန်တော်ကျွန်တော်ထင်နေပို့ရောခဲ့တဲ့ခြင်းပဲဆိုတော့ဟိုဟာအခုလည်းတိုက်ဆိုင်နေပြီးခဲ့တဲ့ရပိုင်းအတွင်းအရတော့ line ပေါ်မှာကျွန်တော်တို့တွေ့လိုက်တယ်လေလောင်းကျောင်းစီလူလွင်ဝေလာဆိုပြီးတော့ဒီလို၃ယောက်ဟိုပေါင်းပြီးတော့မြတ်လို့ရှိတော့ဆိုတော့ show ပဲလုပ်မယ် show ပဲပေါ့လေဆိုတော့ ဆိုတော့ဒါဒါဒါဇော်ဝင်းထုတ်ကလည်းစီဘူးလွင်ကိုဒါအညမညပေါ့နော်ဟုတ်ကဲ့ပါကိုကြီးလို့ရမယ်သူကိုကြီးတယ်ပေါ့နော်အောင်မြင်သွားတာပဲလေဟုတ်ကဲ့ကိုစီသူလည်းစကူဆက်ရှိပါညာအဲကျွန်တော်မတိတ်ရှိရလေဟုတ်ကဲ့ပါဟိုပါဘာလဲကိုဇွဲကတော့ဟိုစီသူလွင်ရဲ့ဟိုဘာလဲဘောကယ်တွေကိုတော့အတော်ခိုက်တဲ့အကြောင်းတစ်ခေါက်ကျွန်တော်ပြောဘူးတော့နော်ဆိုတော့ရန်ခတ်တဲ့ဒီအတန်ရှာဖြစ်တဲ့အတန်လေးနဲ့နော်ရန်ခတ်တဲ့တခြင်းတွေကိုညှိမ့်တက်လိုက်လို့ပါလို့ဆိုရင်အားတကယ် ညင်းလို့မရနိုင်အောင်ပေါ့နော်သူရဲ့အတန်နေကိုသူပါပါပြတာပေါ့နော်ဒီဆရာလည်းတော်တဲ့ခါကျတော့သူစိုးလို့ရအောင်နော်သူလည်း technique ကိုပြလို့ရအောင်စစ်သက်စစ်လုပ်ပြီးတာပေါ့အဲ့ပါအဲ့ပါဘူးဒီမမေ့နိုင်ဘူးအဲ့အစင်းနေလေအဲ့အဟာတွေနော်ဟိုနော်ငငယ်ကသူကအဲ့လိုဇုံထဲခွေတယ်အများကြီးဟုတ်တယ်လေအကျမ်းမင်းနဲ့အဲ့အကျမ်းမင်းနဲ့သူကဟုတ်တယ်ဟုတ်တယ်မှတ်မိနော်အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ကအဲ့ဒီအစောပိုင်းဒီခွေတွေကျွန်တော်တိတ်ရှိရလေအဲ့သူကသိရတိုင်းပဲစီလူလွန်ရအောင်အင်ဗာရာနဲ့ပဲထွက်တာဟုတ်ဟုတ်ကဲ့ပါနော်ဆိုတော့ အာတကယ်တကယ်ဟိုအတက်ကလည်းငယ်သေးတယ်နော်ချော်တဲ့လူချော်လေးဒါတချို့လူတွေပြောကြတာဟို before မျိုးကြီးအဲဗာလဲစီတူချင်းရှိခဲ့တယ်ဗာညာဆိုပြီးတော့လေဟုတ်တယ်အဲ့လိုလည်းဖြစ်တယ်ပြီးတော့ကျွန်တော်တို့ကြောင့်လည်းကတ်တုန်းပြည်သက်တွေဖြစ်တဲ့အခါကျတော့နော်သူကမိတ်ဆက်ပေးလာတယ်เนาะသူရဲ့ဖေဟာကျွန်တော်တို့ချစ်တဲ့ကာတွန်းဆရာကြီးငွေကြီးဆိုတော့ပို့ပြီးတော့ဟိုစီတူလေးကိုပို့ချစ်ကြတာပေါ့เนาะသူကိုယ်တိုင်နဲ့သူ့အနေနဲ့ပြောင်းပါဖေဟာသူကငငယ်တုန်းကဒီအကြောင်းတက်တဲ့စိတ်ကြောင်းသားဘဝမှာ ကာတွန်းပြိုင်ပွဲတွေပြိုင်ပြီးတော့သူကဆူရခဲ့တယ်ဆိုတော့ကာတွန်းနဲ့မစိမ့်နဲ့ကာတွန်းမျိုးရိုးလည်းဖြစ်နေတယ်ဆိုတော့ဆရာငွေကြီးကိုချက်ပြီးသားသူကလည်းအမှုပညာရေးသွေးအစ်စင်နဲ့ထပ်ပြတယ်ဆိုတော့ကိုချက်ကြတယ်ဒီထိုင်ပဲပေါ့နော်ဒီထိုင်ကျွန်တော်တို့ကဆရာငွေကြီးရဲ့ဒီ page ကို follow လုပ်ထားတော့ဟုတ်ကဲ့သူပုံလေးမြင်တဲ့ဆိုတော့တောင်းတာပေါ့ပါပေါ့ဟိုပါပေါ့အဲမလေးရလေကျွန်တော်ဖြတ်ခနဲ့တွေးလိုက်တာဟုတ်နော်ဦးရင်ဂိုပေါ့ရင်ဂိုပေါ့လေကျွန်တော်တို့ကဟို artist တွေကိုအစောရောတွေကိုရှေ့ရနေဦးရောတော်ရခဲ့ရတယ် အလေးမစားလုပ်တော့မဟုတ်ဘူးလေဟုတ်တယ်အဲ့တော့ဥရောတော်လိုက်ထင်ဆရာမပြေတော့ဟုတ်တယ်နော်အဲ့တော့အဲ့ Narrat Studio ရှေ့မှာပဲထင်တယ်အဲ့တော့ဟိုအဲ့တော့ the ringo နဲ့အဒီလိုပေါ့ဟုတ်ကဲ့ဆိုတော့ ringo ကဆိုလိုပေါ့နော်သူတို့ပုံလေးပေါ့နော်ဒါလေးတွေကလည်းကျွန်တော်တို့ဟိုစိတ်ခံစားမှုရှိတယ်ဗျာဟုတ်ကဲ့ပါမြင်ရမြင်ရတော့လေဟုတ်တယ်ဒီလိုကပြီးခဲ့တဲ့ရပိုင်းအတွင်းရလဲဟုတ်ကဲ့ပါသူကအဲ့ဒီလိုဟိုစင်ပေါ်မှာပဲဖြောပြေးရင်းနဲ့သူကဆုံးသွားရှာတော့တော်တော်ရှင်းအောင်ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ ဟိုကျွန်တော်တို့ဒီမြန်မာပြည်မှာ amplet တစ်ခစ်ပေါ့ amplet တစ်ခစ်မှာအဲကျွန်တော်အမှန်မှန်မဟုတ်ဆိုရင်ဒီကောင်69လောက်ဖြစ်မလားမသိဘူးဘာမှကြောက်တယ်69လား69လားတော့မသိဘူးအဲ span hotel မှာပဲဖြစ်မလားမသိဘူးကျွန်တော် take kit ကိုအဲ့မှာဟိုဇောင်းထုတ်ကနော်အာကဘာမှာဟိုပေါ့အတက်ငယ်ဆုံး drama နဲ့လက်ချက်ပေးချင်ပါတယ်အတီနိုဖြစ်ပါတယ်ဒါဝိဒါဟိုဝေထုံးတူဖြစ်ပါတယ်ဘာညာဆိုပြီးတော့အဲကျွန်တော်တော့မှတ်မိနေတာနော်အဲ့လိုမျိုးဆိုတော့တကယ်၍ 1996ဆိုရင်ဟိုပါဗောဒီလိုကအဲ88ဘွန်လားမသိပါဘူးတေချာတော့ပြန်ကြည့်ဖို့လိုပါဗောအဲ88ဆိုရင်အဲ98ဆိုရင်သူ10နှစ်99ဆိုသူ17နှစ်ပဲရှိတော့ဗောအဲ show မှာလीဆက်ဆက်ဆိုတော့အဒီလိုကိုကျွန်တော်တို့က clear ဘွားကလေးอ่ะကျွန်တော်တို့က သိနေရပါတော့။ဟိုလူချင်းမဆုံဘူးပြင်မဲ့လေ။ဟိုဇော်ဝင်ထုတ်ကအဲ့ဒီလိုကွင်ကြီးတွေ့ကြည့်ရမိတ်ဆက်ပေးခဲ့တာ။ဟုတ်ကဲ့ပါ။ဒီနိုဆိုပြီးတော့လေသူ့ပွဲမှာ။ဟုတ်ကဲ့ပါ။အဲ့ဒီခုနအဲ့သူဆိုရတဲ့ချင်းကလည်းအဲ့ဒါပဲ။အဖြူရေးတဲ့6ခန်းတော်တော့အိမ်မက်မြင့်တချင်းပါပဲ။သူကခံတိခိုင်းတာအတိအကျ။ဟုတ်ကဲ့ပါ။အဲအဲ့လိုမျိုးတော့ရှိတာ哦စိုက်တယ်နော်အဲ့ဒီဆိုတော့ဟိုဒါလည်းကျွန်တော်တို့ဆက်ပြောမယ်ဆိုရင်အချင်းချင်းကုညီတဲ့တဲ့သူတွေကိုကုညီတယ်လို့ပြောရမှာပေါ့ဟုတ်တယ်ဘယ်နဲ့ပဲမှမဆိုဘူးဆောတော့သူမဆက်ပြီးခဲ့တာပေါ့နော် ပညာရေးနယ်ပယ်စီဝါရေးနယ်ပယ်မှာပြည့်တော့ကုတ္တရနယ်ပယ်မှာပါမောင်းเนาะမိတ်ဆွေကောင်းရှိခြင်းဟာကဲမင်းကတဘာပဲပေါ့လေကိုစာတာလေးကိုအနည်းချုပ်အနေနဲ့ទីလိုက်ရအောင်เนาะရှင်းဖို့လဲစူးစမ်းရမယ်စူးစမ်းခြင်းရမယ်အဲ့ဆိုတော့ OK ပြီးပေါ့ဆက်ပြောဦးမယ်လေနောက်